2021စစ်အာဏာသိမ်းပြီးတဲ့နောက်မှာစစ်ကောင်စီဟာပြည်တွင်းရောပြည်ပမှာပါနိုင်ငံရေးစီးပွားရေးအချက်အတဲတွေဇက်တိုက်ကြုံတွေ့ခဲ့ရတယ်လို့ထပ်ပြီးကြုံတွေ့ရတာကတော့စစ်ရေးအချက်အတဲပဲဖြစ်ပါတယ်ရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာအရင်မကြုံဘူးတဲ့မြို့ပြပျောက်ကြားတိုက်ခိုက်မှုတွေတွေ့ကြုံနေရတယ်လို့စစ်တပ်ရင်ဆိုင်ရတဲ့စစ်မျက်နှာကလည်းတပြည်လုံးအနှံ့ဖြစ်နေပါပြီ။ အစောပိုင်းကာလတွေမှာစစ်ကောင်စီဘက်ကစီးရီးအောင်မြင်မှုတချို့ရရှိခဲ့ပါသေးတယ်။ AR တိုင်းပေါ့မှုခရမ်းသုံးကွာတို့ကကြောက်ကြားတက်တွေဟာလက်နက်ခဲယမ်းနဲ့လေ့ကျင့်စုဖွဲ့မှုမပြည့်စုံခင်တိုက်ပွဲဝင်ရတယ်လို့အခြားဖွဲ့တွေနဲ့လည်းမချိတ်ဆက်နိုင်ခဲ့လို့ဒီဒေသတွေကနေယာယီစုတ်ခွာပေးလိုက်ရပါတယ်။ဒါအပြင်စစ်တပ်ရဲ့ပြင်းထန်တဲ့ဖိနှိပ်မှုနဲ့စစ်စင်ရေးတွေကြောင့်မျိုးကြီးတွေကကြောက်ကြားတိုက်ပွဲတွေလည်း ဒဇတ်ထက်ဒဇတ်ရော့ကျလာတာတွေ့ရပါတယ်။ကြံဒေတာတွေမှာတော့လက်နက်ကိုင်ပုံကမှုတွေတဖြည်းဖြည်းအကောင်းလာပါတယ်။2023မှာပြင်းနီးပြင်းနဲ့မဲဆက်မျိုးကိုစတင်စွန့်လွတ်လိုက်ရပြီးရှမ်းမြောင်နဲ့ရခိုင်မှာလည်းတစ်တုံညနှစ်ခွန် စစ်စင်ရေးကြောင့်စခန်းတွေမြို့တွေနယ်မြေတွေဇက်တိုက်ဆုံးရှုံးတာတွေ့ရပါတယ်။ဒီအချိန်မှာကြံတိုင်းရင်းသားတပ်ဖွဲ့တွေရဲ့အိုက်ခိုက်မှုတွေအပြင်ຫນွေဥအင်အားစုတွေအင်အားကောင်းလာတယ်လို့ တိုက်ပွဲအတွေ့အကြုံကောင်းတွေလည်းရလာခဲ့ကြပါတယ်။လက်ရှိအချိန်မှာစစ်တပ်ရဲ့စစ်အင်ကာစင်တဲကတိုင်ရင်တပ်ဖွဲ့180လောက်ပျောက်ကွယ်သွားတဲ့အပြင်ဗိုလ်မှူးချုပ်အစ်စ်အယောက်20လောက်အပါအဝင် အင်အားတောင်းနဲ့ချီပြီးတေးကြီးဒံရရဖမ်းမိလက်နက်ချခဲ့ကြတယ်လို့စစ်တိုင်းဌာနချုပ်နှစ်ခုဆုံးရှုံးခဲ့ရလို့စစ်ရေးသားမကစိတ်တက်ရေးရအရပါအထိနာနေကြပါတယ် အွန်လိုင်းတပ်ဖွဲ့တွေဟာမြို့တွေကိုသာမကဆက်သွယ်ရေးလမ်းကြောင်းတွေကိုပါထိမ့်ချုပ်ထားလို့စစ်ကောင်စီအနေနဲ့မြမပြည်အနှက်ကသူတို့တပ်တွေစီကိုစစ်အင်အားနဲ့လက်နက်ခဲယမ်းရိက္ခာထောက်ပံ့တာအတွက်ကုန်းလန်းရေလန်းမတုံးနိုင်တော့ပဲလေချောင်းကနေသာပို့ဆောင်နိုင်ပါတော့တယ်2025နှစ်ကုန်မှာမဖြစ်မနေလုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲကိုတော့တနိုင်ငံလုံးမြို့နယ်ပေါင်း330ရှိတဲ့အနေနဲ့130မှာပဲအရင်လုပ်မယ်ဆိုတာကြောင့်နိုင်ငံရဲ့၃ပုံ၃ပုံတောင်မထိန်းချုပ်နိုင်တာကို စစ်ကောင်စီဝန်ခံနေရပါပြီ။နေဆက်ကုံသွယ်ရေးအများစုကိုလည်းလက်လွတ်ဆုံးရှုံးထားရပါတယ်။ဒါအပြင်စစ်တပ်ဟာမြေပြင်မှာတိုက်ခိုက်တက်ချင်းရှင်းပြိုင်နိုင်စွမ်းမရှိတာကြောင့်ဒီကြောင်းပစ်ကူအများပြအုံပြုနေရပါတယ်။နေမျိုးတွေကိုတိမ့်ပိုက်ထိန်းချုပ်နိုင်ဖို့ဆိုရင်မြေပြင်တပ်တွေကသာအဓိကဖြစ်ပါတယ်။လေကြောင်းဆိုတာစစ်ပွဲအနိုင်ရှုံးကိုမဆုံးဖြတ်ပေးနိုင်ပဲအရသာတည်ဆုံးမှုသာမြင့်တက်နိုင်စေလို့လူလူနဲ့နိုင်ငံတကာရဲ့စန့်ကျင်မှုကိုပဲပို့ပြီးခံရမှာပါ စစ်အင်အားဆုံးရှုံးမှုကြောင့်စစ်သားတွေအတမဆူဆောင်းရမှာလဲကြားလေးပူပြီးဆူဆောင်းရခက်လေဖြစ်လာမဲ့အပြင်တပ်သားတွေဖြည့်တင်းခြင်းဟာအရေးအတွက်ပြဿနာကိုပဲဖြည့်ရှင်းနိုင်ပြီးတိုက်ရိုက်ခိုက်ရေးပြဿနာကိုမဖြည့်ရှင်းနိုင်ပါဘူးခုချိန်မှာတပ်ပြေးပြဿနာကိုပါထပ်ပြီးရင်ဆိုင်နေရလို့စစ်ကောင်စီတပ်ဖွဲ့အတွင်းမတည်ငြိမ်မှုကိုပါကြုံတွေ့နေရပါပြီစစ်တပ်ဟာလင်းနစ်တာစစ်ပွဲအတွင်းလက်နက်ခဲယမ်းအများကြီးတုံးခဲ့ရပြီး လက်နက်ခဲယမ်းအများအပြားဆုံးရှုံးခဲ့ရတယ်လို့အခုလဲတပ်သားတစ်တွေအတွက်လက်နက်ခဲယမ်းတွေတပ်ဆင်ရပြန်ပါတယ်စစ်ရေးတိုက်ခိုက်မှုတွေငလျင်ဘေးတွေကြောင့်လက်နက်ခဲယမ်းထုတ်လုပ်တဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပစတွေထိခိုက်ခဲ့တဲ့အပြင်ကပစစက်ရုံတဝက်ကျော်ဟာလဲစစ်ရေးအရာချင်းချောက်ခံနေရပါပြီတပြည်လုံးစစ်ရေးအရာစစ်မျက်နှာအလုံးမှာစစ်တပ်ဟာတိုင်းတပ်အပြင် လက်ကျန်တပ်မနဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်ကတအချို့ပြန်လည်ဖြည့်တင်းထားပေမဲ့ မင်းဘူးပဒန်းနိုင်ငံခန့်စစ်မှာပဲအမ69တခုလုံးကိုစုစည်းနိုင်တာ တွေ့ရပါတယ်။ကြံဒေတာတွေမှာတော့စုပေါင်းဆက်ပေါင်းအင်အားထုံးထုံးသုံးနေရလို့အိုက်ခတ်ရေးမပြောနဲ့ဖွဲ့စည်းပုံအရပါအားမရှိပါဘူး။ထိုးစစ်ကြီးမပြောနဲ့မြို့တွင်းနဲ့ခန့်စစ်စခန်းကြီးလုံခြုံရေးကိုအဓိကထားနေရပြီးဆက်သွယ်ရေးလမ်းကြောင်းလုံခြုံရေးတောင်မယူနိုင်တော့ပါဘူး။ဒါကြောင့်တော်လိုင်းတပ်ဖွဲ့တွေရဲ့တပီလုံးအနက်မြို့သိန်းစခန်းသိန်းတိုက်ပွဲတွေထပ်မံကြုံရပြီး စစ်ကောင်စီအနေနဲ့နေမြေတွေထပ်မံဆွတ်လို့ရမှာတေချာတော့ရှိပါတယ်နိုင်ငံရဲ့စီးပွားရေးမှာပြပရင်းနှီးမြှုပ်နှံမှုအကြီးစားတွေဝင်လာတာမရှိသလိုအဟောင်းတွေလည်းထွက်ခွာနေသေးပါပြည်တွင်းလုပ်ငန်းရှင်တွေပညာရှင်တွေတိုင်းပြည်ဒနာဥစ္စာတွေလည်းပြပကိုထွက်ခွာနေပါတယ်စစ်ကောင်စီနဲ့ပူးပေါင်းခဲ့တဲ့ခရိုနီတွေတောင်ရလာတဲ့အကျိုးအမြတ်တွေကို ပြပပို့ထားပါတယ်။အသားသည့်စုဆောင်းတာကြောင့်လူငယ်အများအပြားပြပကိုပုံစံအမျိုးမျိုးနဲ့ထွက်ပြေးနေလို့ပြည်တွင်းလုပ်ငန်းခွင်အတွက်လုံသားရှားပါလာပါတယ်။ဘတ်ဂျက်ရသုံးဝေစင်းကိုမထုတ်ပြန်တာကိုကြည့်ရင်စစ်အသုံးစရိတ်အတွက်အစမတန်သုံးဆွဲနေရတယ်ဆိုတာသိတာပါတယ်။မရှလ28ကဖြစ်ပွားခဲ့တဲ့စကိုင်းငလျင်ကြီးကြောင့်နေပြည်တော်စစ်ရုံးချုပ် အစိုးရအုပ်ချုပ်ရေးဌာနတွေဝန်တန်းအင်အားတွေဆက်သွယ်ရေးဖိုက်ဘာလမ်းကြောင်းတွေနဲ့နေပြည်တော်မြေအောက်လှိုင်ကူတို့ပြိုကျပျက်စီးခဲ့ပါတယ်။နေပြည်တော်သာမကစကိုင်းမန္တလေးတဒအူးကြောက်စဲမိထီလာ ပြင်မနာတောင်ကူကစစ်ဖက်အရက်ဖက်အုပ်ချုပ်ရေးအဆောက်အအုံများစွာပြိုကျပျက်စီးပြီးလူအသေးပြောက်များခဲ့တာတွေကိုစစ်ကောင်စီကဖုံးကွယ်ထားပေမဲ့တရင်တွေ တစက်တစက်ပေါ်ထွက်လာပါပြီ။နိုင်ငံတကာအကူအညီအများစုကို ရက်သားတွေမပေးဘဲစစ်တပ်နဲ့သူ့အုပ်ချုပ်ရေးဘိုင်းအတွက်သုံးဆွဲနေပေမဲ့ဒါဟာရေရှည်ဖြည့်ရှင်းလို့မရတလို့အခုလုံးကိုလည်းမဖြည့်ရှင်းနိုင်ပါဘူးဒီလိုအခြေအနေတွေအောက်မှာစကိုင်းငလျင်ကြီးကအချက်တဲပေါင်းစုံ တွေ့နေတဲ့စစ်ကောင်စီရဲ့အရှိတ်ကိုထိုးနှက်လိုက်တယ်လို့ဆိုရမှာပါအယုတ်ဖီအားကြောင့်လာရှုကိုပြန်လဲထိန်းချုပ်နိုင်တာနေဆက်ကုံတွေရေးကနေအကျိုးအမြတ်တစ်စုံတရာရနိုင်တာမြန်မာကြက်ငွေဖောင်းပွားမှုကို အယုတ်အကူကြီးနဲ့ထိန်းနိုင်တာရုရှားကရင်းနှီးမြှုပ်နှံမှုတွေလုပ်မဲ့ဆိုတာတွေဟာအကြအတဲများစွာတဲကစစ်ကောင်စီအတွက် အားတက်เสียဆိုပေမဲ့လည်းတကယ်တမ်းကကောက်ရိုးတမြင်သာသာပဲဖြစ်ပါတယ်စစ်ကောင်စီကတိုင်းပြည်တည်ငြိမ်အောင်မထိန်းချုပ်နိုင်ရင်အယုတ်ရုရှားအပါအဝင်ဘယ်သူကမှမြန်မာပြည်မှာအကြီးစားရင်းနှီးမြှုပ်နှံမဲ့အခြေအနေမရှိပါဘူးစစ်ကောင်စီရဲ့ရွေးကောက်ပွဲဆိုတာကလည်းပြည်တွင်းပြည်ပနိုင်ငံရေးအင်အားစုတွေထောက်ခံတာမရှိလို့ သူ့အတွက်နိုင်ငံရေးထွက်ပေါက်ဖြစ်မလာနိုင်ပါဘူးအာဆီယံရဲ့စစ်ဆက်ညှိနှိုင်းဆွေးနွေးမှုနဲ့စစ်တပ်ကိုနိုင်ငံရေးထွက်ပေါက်ပေးဖို့ကြိုးစားပေမဲ့လည်းစစ်ကောင်စီကသူအာဏာဆွံ့လွှတ်ရမယ်ထွက်ပေါက်မျိုးကိုမလိုလားပါဘူးစစ်ကောင်စီဟာမြပြားလာတဲ့အကြက်တဲတွေဂျားတဲမှာသူ့ရဲ့မိုက်မဲမှုတွေကြောင့်ပိတ်မိနေပြီးရုံးလေနစ်လေဖြစ်ကာအကြက်တဲပေါ်အကြက်တဲဆင့်လို့ဘယ်သမားတော်မှကဲတင်လို့မရတဲ့ယောဂါကျွမ်းနေသူတအုပ်ဖြစ်နေပါပြီ။